ားလုံးမင်္ဂလာပါကျွန်တော်ဒီဘက် public က member မဝင်နိုင်တဲ့သူတွေအတွက်တကွက်ကောင်းကတော့ကိုယ့်ကိုရွေးထိုးပေါ့ဗျာနော်တကွက်ကောင်းကတော့ကျွန်တော်ဟေးအဲ့ဒီတော့ဒီဘက်ကိုအစော်ကြီးဒီ member all these site ကိုချပြခြင်းပေးမယ်လဲအချို့ပေါ့နော် copy တွေရှိနေတော့ copy လို့လည်းတိတ် မပြောချင်းဘူးပေါ့ဗျာ။ဘာလို့ဆိုကိုလေးစားရတဲ့ဆရာတွေတွားပြီးတော့သူတို့ပြောတယ်ထင်မှာစိုးလို့ပေါ့။အဲဒါပေမဲ့လည်းတချို့ကြတော့စီကံမရှိဘူးပေါ့နော်။စီကံမရှိဘူးဆိုတာစိုက်ကိုလိုက်တူအောင်ပြလို့ရတယ်။ဒါပေမဲ့နာမည်ခံတော့တခြားတွေတွားခံတယ်။အဲတိတိနေလောက်တာပဲ။အဲ့တော့ဒီမှာပရိလေးကကျွန်တော်ရဲ့မန်ပါကိုကျင်အကြိုက်ဆုံးရှေ့နှလုံးပေါင်းနှစ်အတန်ကျွန်တော်ဟိုတနေ့ကအကွက်တရားလိုင်းပြပြီးအဲ့ဒီကမှ ကျွန်တော်ဗရိတ်လိုင်းနဲ့ချုပ်တဲ့အချိန်ဒီဗရိတ်လိုင်းကိုအကြိုက်ဆုံးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီဗရိတ်လိုင်းကြည့်မယ်10ခွက်လုံးပေါ့တကွက်ကောင်းကတော့ကွက်ကိုရွေးထိုးကြပေါ့နော်တကွက်ကောင်းကြိုက်တဲ့သူကတော့အဲ့ဒီမှာကျွန်တော်တို့ကလနာတစ်ပြင်လုံးမှာပေါ့ဗျာဆော့ပင်ကဒီဆော့ပင်ကတိတ်မကောင်းတော့ကလနာတစ်ပြင်လုံးမှာ 20ချိန်မှာ6ရှိတွဲအဲ့ဒီ6ရှိတွဲက6ပါဝါ9 6ပါဝါ1ဆိုပြီးနောက်နေ့နှစ်ဦးမှာရှိတွဲရိုက်တယ်နော်အဲ့နှစ်ကပ်ပဲတော့၄ကပ်ပဲရှိပါတယ်အဲ့တော့ဒီမှာကလည်း20ချိန်မှာဒီ8တုံညာအတွဲအဲ့ဒီ8တုံညာအတွဲကျတော့သူကဒီအကြိမ်ကြီးကြိုက်ဒီ9 9ထိတ်9ထိတ်9ထိတ်ဆိုပြီးအကြိမ်ကြီးသူနှစ်กว่าဝေးသူကစားတယ်သူရှားမှာတစ်ချိန်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်လေးနှစ်ချာ9ထိတ် လေးနေချာတနေ့နှစ်နှစ်သုံးနှစ်လေးနေ့လေးနေချာကိုထိတ်အဲ့ဒီကိုတွေနဲ့ကျွန်တော်သုံးကတ်နေရောလေးကတ်နေရောလေးကတ်မှုရာရောပြောမှာပေါ့နော်အဲ့တော့ဒီမှာ20အချိန်မှာနှစ်ပူ20အချိန်မှာနှစ်ပူအဲ့ဒီလိုသူကနှစ်ပူလို့ကစားပြီးတော့ဒီကောင်ကပါဝါကစားခဲ့လို့ဒီကောင်ကလည်း10ပါဝါ3 3ညပါဝါ5ဆိုပြီးနောက်နေ့နှစ်ဦးမှာသူက3ငါးရှိတယ်ဆိုပြီးကစားတယ်ဒီမှာကလည်းနှစ်နှစ်အပူဆိုတော့ခွန်ခွန်ရှေ့ဘူးဆိုပြီးနှစ်ပါဝါခွန်ခွန်ရှေ့ဘူးဆိုပြီးကစားတယ်ဒီမှာကလည်းကျွန်တော်တို့က နှစ်နှစ်ရှိဘူးဆိုပြီးတော့ခွန်ပါဝါနှစ်ပါဝါခွန်ရှိဘူးဆိုပြီးကစားတယ်အဲ့ဒီလေးကတ်ထဲကနေပဲကျွန်တော်တို့ကဘယ်လိုနဲ့ကောက်ခဲ့လဲဆိုတော့အဲ့ဒီအချိန်မှာသူနဲ့တွဲခဲ့တဲ့နောက်ပိတ်ငါဟာငါပါဝါငါပါဝါငါမလို့သူကငါးချိန်ရောက်မှာဒီရှိပေါင်း30ချောင်းတုံညာနှစ်ခတ်ခွန်ရှိပေါင်းခွန်ဆိုပြီးကစားတယ်ဒီမှာကလည်းဒီတိုင်းပဲရှစ်နှစ်ခတ်ရှိပေါင်း10ချောင်းရှစ်နှစ်ခတ် ရှေးပေါင်းပြည့်ဆိုပြီးတက်နောက်ပိတ်ကြောင်း7ချိန်မှာ7ချိန်7ချိန်7ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်7ချိန်မှာ8နှစ်ခတ်ရှေးပေါင်း8နှစ်ခတ်ရှေးပေါင်းပြည့်လူကစားရပေါ့နော်အဲ့ဒီမှာကဒီမှာကလည်းဒီရှေးပေါင်း၄ကြောင်နောက်နှစ်မှာနှစ်နှစ်ပူကြောင်ခွန်ခွန်ပါဝါရိုက်တဲ့အချိန်မှာရှေးပေါင်း၄ကြောင်၄နှစ်ခန့်နှစ်ဆိုပြီးတော့၄ချိန်မှာကစားရတယ်အဲ့ဒီ၄ဟာအဲ့ဒီ၄နောက်ပိုင်းနဲ့ဆိုရင် ဒီမှာကလည်းကျွန်တော်တို့က22ကြိမ်ရနှစ်နှစ်ပူပါသူ့ပါပါခွန်ခွန်ရှိဘူးလို့ကစားပြီးရတဲ့အချိန်မှာခွန်ခွန်ရှိဘူးလို့ကစားတဲ့အချိန်မှာရှိပေါင်း၄ကြောင်၄နှစ်ခန့်နှစ်ဆိုတော့ तू က6နောက်ပိတ်နဲ့တွဲလာခဲ့ခြင်းကြောင့်တစ်ကြိမ်၂ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်9ကြိမ်မြောက်မှာကျွန်တော်တို့ကရှိပေါင်း၄နှစ်ခန့်နှစ်ဆိုပြီးတော့ကျွန်တော်ကရှိပေါင်းနှစ်ကစားမှာအဲ့တော့ရှိပေါင်းနှစ်ရသွားပြီအဲ့လိုသူရှိပေါင်းနှစ်လို့ကစားပြီးဆိုတာ ਨੇ तू ကဘာလေးလုပ်လဲဆိုတော့ဒီ6 ကျွန်တော်ကဒီသုံးကပ်ကိုအညီယူတာကကိုခါးတွေကလည်းပုံစံတူတည်တယ်ပုံစံတူတည်တာဖြစ်တဲ့အတွက်ကြောင့်ဒီကိုခါးနဲ့ပဲကျွန်တော်ကယူလိုက်တာလေးကစနစ်ကြတော့သူကနည်းနည်းကပ်ပစ်ရှည်လိုက်ရင်နည်းနည်းတော့လှည့်စားပြီပေါ့ဗျာနော်ဖော်မွေးပုံစံငါးကပ်ရအောင်ဖော်မွေးပုံစံလုပ်လာမယ်ဒီပါဝါရိုက်တဲ့ဒီခါးဟာ6နှစ်ခတ်6ဆိုပြီးတော့သူကအဲ့ဒီနောက်နေ့ထဲမှာဗရိတ်ကိုကနားဟာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်ငါးချိန်မြောက်ကိုသူကကစားတာ ဲ့ဒီလိုသူက၅ချိန်မြောက်တွေကစားတဲ့အကြောင်းရင်းကဒီနှလုံးကိုနှစ်ဦးမှာပါဝါတက်ရိုက်တော့သူကပါဝါဆိုတာ၅ခုตัวสนิทเนี่ยตัวล่ะอุ้มมาสิญญ์เนี่ย3509โหล369โหลเออดีโหลမျိုးปอนเนาะだจ้ะတော့9ခု9ခုတက်ပြီးတော့9ခုสนิทเนี่ยตัวล่ะยังตัวปาวาဖြစ်သွားล่ะလေဟုတ်ล่ะปาวาဆိုတော့สนิทအဲ့တော့ तू อ่ะဒီ9ပြင်မြောက်ကို तू อ่ะပြိတုပြိဆိုပြီးတော့ကစားတာအဲ့ဒီပြိဟာ6ပြိဟာဟောဒီ6ခါရဲ့အောက်က6ခါနှစ်ခါပြိ6ဆိုပြီး तू อ่ะအဲ့ဒီမှာကစားတာ အဒုတိယကကြတော့သူကဒီမှာဒုတိယကကြတော့လေဒီမှာ6 3ညနှစ်ခတ်ဘရိတ်ခွန်အဲ့ဒီနှစ်ထဲမှာဘရိတ်ခွန်ကနာ3ပင်ကျော်သူကဘရိတ်ခွန်ဆိုပြီးတော့ကစားတာ3ပင်ကျော်5ပင်မြောက်ကိုအဲ့ဒီ5ပင်မြောက်ကလည်းသူကနှစ်ဦးမပါပါတက်ရိုက်ခဲ့ခြင်းကြောင့်ပါပါဆိုတာသူက5ပွင့်သွားစနစ်နဲ့သွားတဲ့အတွက်ကြောင့်သူကတတ်မှတ်ချက်တစ်ခုပုံစံလိုတွေးလို့ရတယ်ယူဆလို့ရတယ်တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်မြောက်မှာပဲကစားတာ ကိုးချိန်နေမှာကြည်ပဲသူကစားတာဒီတုံးကတ်မှာဘာကြောင့်လဲဆိုတော့သူ့ရှေ့မှာကကိုးထိတ်ကိုးထိတ်ကိုးထိတ်အကျင်ကြီးတူကင်ခဲ့ခြင်းကြောင့်သူကကိုးနှက်ခတ်ဒီထိတ်ထောင်နှလုံး6 6ပြီးတော့သူကဒီမှာရှေ့ပေါင်း၄ပရေ၈အဲ့လိုမျိုးသူကတဲတာတဲပြီးကမှပရေ၈ရှေ့ပေါင်း၄ဒီကိုးထိတ်တွေကြောင့်20ချင်းကိုးထိတ်ရဲ့နောက်ကပါဝါချင်းချင်းကြောင့်ဒီကိုးထိတ်အထောက်ကြောင့်သူကနောက်နှစ်မှာရှေ့ပေါင်း၄ပရေ၈ရှေ့ပေါင်း၄ရှေ့နှလုံးထောင်6ကကိုးနှက်ခတ်6 အဲ့ဒါဆိုရင်ကျွန်တော်ကတည်းကဒုတိယကပ်မှာလဲသူကရှေးပေါင်း၄ကြောင်၄နှစ်ခတ်၄နှစ်ခတ်ရှေးပေါင်း၄ဒီနှစ်နှစ်ခါကြောင်နှစ်နှစ်ခတ်လေးပရိဆိုတာကဒီမှာကစားတာလေးချိန်မှာပဲလေးဒီမှာကစားတာလေကစားတဲ့ချိန်မှာ तू ကသုံးဘွဲကျော်၅နှစ်၅ချိန်၅ဘွဲမြောက်ဆိုတော့ကြာတော့တစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်၅ချိန်မြောက်မှာပဲ तू ကအဲ့ဒီပရိလေးကပရိလေးဆိုပြီးရောကစားတာအဲ့ဒီမှာ तू က၉ချိန်နေမှာပဲကစားတာပေါ့နော်၉ချိန်နေမှာပဲကစားတာ တစ်ချိန်၊၂ချိန်၊၃ချိန်၊၄ချိန်၊၅ချိန်၊၆ချိန်၊၇ချိန်၊၈ချိန်၊၉ချိန်နေမှာပဲကစားရတယ်။အဲ့ဒီ၉တွေဟာသူ့ရှေ့ကကိုထိတ်ကိုကြီးညွန်းတယ်။အဲ့ဒီလိုသူကိုထိတ်တော့မကစားခင်မှာသူကဒီထိတ်ထောင်နှလုံး၆၊ဒီမှာထိတ်ထောင်ရှေ့ပေါင်း၄ပြီးတော့ရှေ့ပေါင်း၃ဗရိတ်ကစုံစီညံနေသွားရင်ရှေ့ပေါင်းဗရိတ်ရှေ့ပြီးတော့ဗရိတ်၆ရဲ့အောက်မှာရှေ့ပေါင်း၄၃ထိတ်ထောင်6ထိတ်ထောင်နှလုံး6အဲအဲ့ဒီဇောင်းမှာ तू ကဗရိတ်ယူဗရိတ်သူ့ဘော၃ဘွဲကျော်၅နှစ်၅ချိန်မြောက်ကဗရိတ်လေးဟာဗရိတ်လေးဆိုပြီးတော့ तू ကကူးခဲ့တာ အဲ့တော့ဒီမှာကလည်းကျွန်တော်က၉ရင်ရောက်ပြီဖြစ်တဲ့အတွက်သူ့အပေါ်မှာတည်တဲ့ဗရိတ်ဟာဘာကြောင့်လဲဆိုတော့ပြောရမယ်ဆိုရင်ဒီသူကဒီနှလုံးကိုညောင်းနေနေဦးမှာပါဝါကစားခဲ့ခြင်းကြောင့်ပါဝါဆိုတာ၅ခုချာစနစ်နဲ့သွားတယ်၅ခုစနစ်နဲ့၅၅ဝင်တိုးစနစ်နဲ့သွားတဲ့အတွက်ကြောင့်သူက၅ချိန်ညီမှာဒီတုံညရဲ့နှက်ခတ်ဗရိတ်ခွန်ဆိုပြီးတည်ပြီးတာနဲ့သူကဒီ၉ထိပ်တွေကြောင့်၉ချိန်မှာပြန်ပြီးတော့သူ့ရဲ့ဗရိတ်ခွန် တံပိုးတူပြန်ပြီးတော့ပရိတုပရိတ်လို့ကစားတာမကစားကစားတဲ့အချိန်မှာလဲသူကကိုဒီကိုထိတ်အချိန်ကြီးတဲခဲ့ခြင်းကြောင့်ကိုနှက်ခတ်ထိတ်ထောင်နှလုံး၆ငယ်ဒီရှေပေါင်း၄ရေပရိရှိရေတဲပြီးမှသူ့ရဲ့ဆောင်းကိုကစားတာငားနဲ့ကိုနဲ့ချိတ်ဆက်တာအဲ့ဒီငားနဲ့ကိုနဲ့ဟာပါဝါဆိုတဲ့စနစ်ဟာငားပွင့်သွားစနစ်ဖြစ်ပြီးတော့ဒီခါရဲ့နှက်ခတ်ခွန်ပရိတ်ဟာလဲငားချိန်မှာတဲခဲ့တယ်ကိုချိန်ကိုသူကပရိတ်တူလို့ပရိတ်လို့ကူရတဲ့အကြောင်းရင်းဟာဒီကိုထိတ်တွေ ုံစံတူတည်ခဲ့ခြင်းကြောင့်အဲ့ဒီကိုးချိန်နေမှာဒီသုံးပွဲကျော်၅ချိန်ကြောင့်ပြိတ္တူပြိတ္တေဆိုပြီးကစားတာကစားတဲ့အချိန်မှာလည်းဒီခါရဲ့နှက်ခတ်ခွန်ပြိတ္တေပဲကစားတာအဲ့ဒါဆိုရင်ဒုတိယကံမှာကလည်းဒီခါရဲ့နှက်ခတ်နှစ်ခါနှစ်နှက်ခတ်၄ပြိတ္တေဟာ၄ပြိတ္တေဟာ၅ချိန်မှာထွက်တယ်အဲ့ဒီ၅ဟာဒီနှစ်နှလုံးရဲ့ပါဝါခွန်ရှိမှခွန်ရှိဘူးဆိုပြီးတော့၅ဝင်တို့ပုံစံနဲ့ပါဝါကစားခဲ့ခြင်းကြောင့်၅ချိန်မှာပဲဒီနှစ်နှက်ခတ်ပြိတ္တေလေးဆိုပြီးခြားတဲ့အချိန်သူက၅ချိန်မြောက်လဲဖြစ်ရမယ် ၅ချိန်မြောက်ကစားတဲ့အချိန်မှာ၉ချိန်နေမှာလဲ तू ကတည်ရမယ်ဆို၅နဲ့၉နဲ့ပေါင်းဆက်ပြီးတော့ तू ကပါဝါစနစ်ဆိုတော့၅ခုဒီ၉ထိပ်အထောက်လေးကြောင့် तू က၉ချိန်မှာဗရိတ်၄ပွင့်တူ၄ပွင့်ဗရိတ်တူဗရိတ်လို့ရိုက်တဲ့စနစ်နဲ့ရိုက်တာရိုက်တဲ့အချိန်မှာ तू က၉နှက်ခတ်ထိထောင်နှလုံး၆ရှေပောင်းလေးပြီးတော့ရှေပောင်း၃စုံစီနီယံဗရိတ်ကဗရိတ်ရှိပြီးတော့ဗရိတ်၆ဆိုပြီးကစားတာကစားတဲ့အချိန်မှာလဲအဲ့ဒါဆိုရင်တတိယကတ်မှာလဲဒီမှာ၉ထိပ်20ချိန်မှာဒီရှေပောင်းနှစ်နှစ်အတွဲဟာနှစ်ပါဝါခွန်ခွန်ရှေးဘူးဆိုပြီးစကစားပြီးတာ ਨੇ ဒီနှစ်နှစ်ခါ၄ပြိဟာ၅ချိန်နေမှာပဲ तू ကပါဝါစနစ်နဲ့သွားတာပါဝါစနစ်နဲ့သွားပြီနဲ့ तू ကဒီ၉အထိတ်အထောက်ကြောင့်၉ချိန်မြောက်မှာ तू က၃ပွဲကျော်သူ့နဲ့၅ချိန်မြောက်လဲကြာတယ်၉ချိန်မှာဒီပြိလေးကပြိလေးဆိုပြီးလှန်ရိုက်မဲ့အချိန်မှာထိတ်ထောင်နှလုံးကလဲ၆ဒီရှေ့တွဲက၄၃၂စီနီယာနဲ့လဲပြေးပြီးတော့ပြိလေးလို့တည်တာအဲ့ဒီပြိလေးကလဲပြိ၆ပြိပြိ၈ပြိ၆ပြိလေးလို့တည်ပြီးတော့ရှေ့ပေါင်းလေးရှေ့ပေါင်းသုံးရှေ့ပေါင်းနှစ်လို့ကစားပြီးတာနဲ့ ကိုနက်ခထိတ်ထောင်နှလုံး6ကိုနက်ခထိတ်ထောင်နှလုံး6ကိုနက်ခထိတ်ထောင်နှလုံး6လို့တဲပြီးမှအဲ့ဒီကိုးတွေကိုပြန်ပြီးတော့တုံညီမှုညှိရတာကိုးချိန်နေမှာပဲပရိတ်တူပရိတ်ပရိတ်တူပရိတ်လို့ကစားတာပရိတ်တူပရိတ်လို့ကစားတာအဲ့ဒါကကျွန်တော်တို့ကဒီ3ကတ်စနစ်အကျဉ်းကြီးကဒီလှလှပပကစားခဲ့တဲ့ဒီ3ကတ်နဲ့ကျွန်တော်တို့ကဖြတ်ပြီးတော့တွေးတာ၄ကတ်နဲ့စနစ်နဲ့ထောင်းရင်ဒီခါရဲ့ ဖော်မွေးပုံစံမျိုး၅ကတ်လိုင်းရောက်တော့မှဖြစ်တဲ့အတွက်ကြောင့်6 6နှစ်ခတ်9ပရိဟာ3ပင်ကျော်9ပင်မြောက်မှာကစားတယ်။သူကနှစ်ဦးမှာပါဝါရိုက်ခဲ့ခြင်းကြောင့်9ပင်မြောက်7နှစ်တည်းနဲ့ကစားတာ။အဲ့ဒီ9ပင်မြောက်ဆိုတာပါဝါဆိုတဲ့ပါဝါရဲ့ခြာနာခြင်းကိုတန်ဖိုးကိုညှိတဲ့သဘောပဲပေါ့နော်။ရေကြီးပေါ့9ပွင့်တိုးစနစ်နဲ့ပါဝါဆိုတာ။အဲ့တော့ကျွန်တော်တို့ကဒီမှာကလည်းဒီပါဝါလို့နှစ်ဦးမှာရှစ်လို့ကစားတဲ့အချိန်မှာသူကဒီ9နှစ်ခတ်6လို့နှလုံးထောင်ပြီးထောင်ပြီးအချိန်မှာတော့9ချိန်ကြီးမှာပဲ3ပင်ကျော်ပရိဟိတ်လို့ကစားတဲ့အချိန် ဒီသူ့ရဲ့ရှေ့တွဲရှစ်တုံညာတွဲရဲ့တုံညာခါရဲ့တုံညာနှက်ခတ်ခွန်ပရိတ်ကဒီမှာငားချိန်မှာပေါက်တာပေါက်ပြီးရတယ်သူကတုံပွဲကြောင့်ငားပြိမ်မှာမှာပုံစံတူဒီလိုမျိုးတွေခင်းနေပုံပြာเนาะအဲ့ဒါဆိုရင်အဲ့တက်မှုနဲ့ပြီးပြီဆိုဘူးဒီလိုက်ရှိုးရှေ့မှာဆိုလို့ပေါ့เนาะကျွန်တော်တို့ကဒီနာအနိက32နဲ့ကျွန်တော်တို့ကြည့်ကြည့်မယ်ဆိုရင်နောက်တစ်မျိုး နောက်တစ်မျိုးကျွန်တော်တို့အယူဆနဲ့ကြည့်ကြည့်အောင်ဒီမှာဟုတ်ပြီဒီကိုးထိတ်နောက်ကဒီရှေ့တွဲရှေ့ဟာပါဝါဒီလိုကစားခဲ့ပြီကိုးထိတ်နောက်ကရှေ့တွဲကိုးထိတ်ရဲ့နောက်ကရှေ့တွဲနှစ်နှစ်ဟာပါဝါဒီကစားခဲ့ပြီကိုးထိတ်ရဲ့နောက်ကနှစ်ရှေ့တွဲနှစ်နှစ်နှစ်ဟာပါဝါတွေကစားခဲ့ပြီးပြီဆိုတော့ဟောဒီရှေးပေါင်းသူ့ရဲ့တံပိုးတွေဟာရှေးပေါင်းရှေးရှေးပေါင်းလေးရှေးပေါင်းလေးတွေဖြစ်ခဲ့ကြကြတော့အဲ့ဒီနှစ်ထဲမှာဗရိအဲ့ဒီနှစ်ထဲမှာဒီကိုးတွေရဲ့အထောက်ကြောင့်ဗရိနှမျိုးပေါင်းဒီလိုမျိုးကိုးလို့ ဒီငင်းကုန်ပုံစံလူကိုလိုကစားတဲ့အောက်မှာဒီရှေးပေါင်းရှေးကြောင့်ပရိရှေလို့ကြားတယ်အဲ့ဒီပရိရှေဟာ၃ဘွဲကျော်၅ကြိမ်မြောက်မှာပရိတုပရိရှေဟာပရိရှေဆိုပြီးကူတယ်အဲ့ဒီရှေးပေါင်းရှေးပါဝါ20ကြိမ်ရပါဝါရိုက်ခဲ့တဲ့တန်ဖိုးရှေးပေါင်းရှေးဟာရှေးပေါင်းရှေးဆိုပြီး၃ကြိမ်၁ကြိမ်၂ကြိမ်၃ကြိမ်၄ကြိမ်၅ကြိမ်မှာကစားတယ်ဒီပရိရှေကိုလည်းဒီကိုထိရကနေသူ့ကိုပန့်ဖိုးခဲ့တဲ့အတွက်ကြောင့်ဒီကိုအဲ့ဒီကိုတွေကိုဒီပရိနှမျိုးပေါင်းကိုလို၄ပရိ၅ပရိကိုလို့ခံပြီးခါမှာသူ့အောက်မှာဒီရှေးပေါင်းရှေးရဲ့ရှေးပေါင်းရှေးကို ပရိခန္ဓာလင်းလင်းရင်မြင်ကြပါနော်ပရိရှိလို့ခန္ဓာခံပြီးကမှာ၃ဘွဲကျော်၅ဘိတ်မြောင်းပါ तू ကပါဝါရဲ့ခြာနာခြင်းကို तू ကလိုက်ပြီးတော့ level ညှိတဲ့သဘောပဲပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ကဒီမှာလဲဒီနှစ်နှစ်ဟာပါဝါကစားခဲ့ခြင်းကြောင့်၉ထိပ်ကနေအကျဉ်းကြီး၉ထိပ်ကနေညှိခဲ့ခြင်းကြောင့်ပေါ့နော် အဲ့ဒီနှစ်ထဲမှာဗရိတ်နှမျိုးပေါင်းဒီလိုပုံစံတူငင်းကုန်ကိုပေါ့နော်ဗရိတ်ကိုဗရိတ်တုံညလို့ဖြစ်ပြီးဆိုတော့ဗရိတ်နှမျိုးပေါင်းကိုလို့ကစားခဲ့ပြီးရတယ်အဲ့ဒီအောက်မှာဗရိတ်လေးတည်တာအဲ့ဒီဗရိတ်လေးကဒီ20ကြိမ်ကနှစ်နှစ်အပူပါဝါရိုက်ခဲ့တဲ့တန်ဖိုးဟာရှင်းနှလုံးပေါင်းနှစ်ဖြစ်ခြင်းကြောင့်အဲ့ဒီနှစ်ရဲ့ရှင်းနှစ်ဖြစ်ခဲ့ခြင်းကြောင့်နှစ်နှစ်အဲ့ဒီရှင်းနှလုံးပေါင်း၄ဖြစ်ခဲ့တာပေါ့နော်၄ဖြစ်ခဲ့ခြင်းကြောင့်၄ဗရိတ်ဆိုပြီးတည်တဲ့အချိန်မှာ သူ့ကိုကိုးထိတ်တရားထောက်ခဲ့ခြင်းကြောင့်အဲ့ဒီဗရိတ်နှမျိုးပေါင်းဒီလိုကိုးရအောင်ပါပဲဗရိတ်လေးဟာပြန်ထွက်ပြီးတော့သူကသုံးပွဲကျော်၅ချိန်မြောက်မှာတစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်၅ချိန်မြောက်မှာဗရိတ်လေးဆိုပြီးပုံလို့ပို့တာအဲ့ဆိုရင်ကျွန်တော်ကလည်းဒီရှေးပေါင်း၄ချောင်းပဲသူကဒီကိုးထိတ်နောက်ကခြေရင်းကပါပါရိုက်ခဲ့ခြင်းကြောင့်သူကဗရိတ်နှမျိုးပေါင်းကိုးဆိုတာကဒီမှာဖြစ်ထားတယ်ဖြစ်ထားတဲ့အောက်မှာအဲ့ဒီဗရိတ်လေးဟာဒီရှေးပေါင်းလေးကိုကစားပြီးတော့အဲ့ဒီဗရိတ်လေးဟာသုံးပွဲကျော်၅ချိန်မြောက်မှာပါပါစနစ်ကိုလိုက်လေပဲညှိတဲ့သဘောနဲ့ တိနှီး3 4 5 5ပြင်စနစ်နဲ့သူကပြန်ပြီးပဋိတ်ယူပဋိတ်လို့ပဋိတ်လေးလို့ပြန်ထွက်အဲ့ဒါပဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပဋိတ်လေးလို့ကင်ပြီးကင်မှုမှဘာကတ်မှာဆုံးဖြတ်ပြီးတော့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်ကအဲဒီဟာပေါ့ဗျာနော်ထပ်ပြောင်းမယ်နော်အဲ့တော့ကြိုက်တဲ့ဆိုရင်ဒီဆဲခွဲလိုင်းကိုထိုးပါနော်တကွာကောင်းကြိုက်တဲ့ဆိုရင်တော့ကျွန်တော်စီကတပတ်စာမှန်ပါဝင်လို့ရတယ်ကျွန်တော် တစ်ကွက်ကောင်းကြွေးတဲ့စနစ်ကိုကြိုက်တယ်ဆိုရင်ပေါ့နော် share all တစ်ကွက်ဖြစ်ပေါ့နော်အာယံပေါ့နော်အာယံဆိုတာကတော့အေးပေါ့အာယံရင်တော့ကျွန်တော်ကတော့ပြောထားပြီးတော့ power to all လေးဒါပေမဲ့ကိုတဲရွေးပေးတယ်ဒီလိုပွဲမျိုးဆိုရင်ဗာနဲ့ထိုးရမလဲရှင်းနှလုံးပေါင်းနှစ်တန်နဲ့ပဲအဓိကထိုးရမယ်ပေါ့ဗျာနော်အဲ့ဒါဆိုရင်ကျွန်တော်ဒီပရိလေးကြိုက်တယ်ဆိုရင်ဒီနှစ်ဒီဆဲကွက်လိုင်းလေးကိုတင်ပေးတယ်ဟုတ်လားကျွန်တော်စီမှာဟောဖြစ်တယ်ဆိုရင်တော့ဖုံးပြီးနေလေ MPD ဖုံးပြီးနေလေ၃လက်ခံပေးတယ်ပေါ့နော် လက်ခံပေးနေပါတယ်နော်အဲ့တော့ဒါ break လေးပေါ့နော်ဒါဒီအချိန်မှာအကြိုက်ဆုံးမှာကအဲ့ဒီ break လေးကိုကျွန်တော်ဒါ share အကြိုက်ယူပြီးခါမှာ line share နဲ့ကူညီပါနော်အဲ့ဒီတော့တနစ်စာလုံးဝင်နေတဲ့ဆိုရင်တော့ထိုင်းရနေဆိုရင် chat ဒီ segue line ပေါ့နော်ဒီ segue line မှာကြိုင်ထိုးပါကျွန်တော်စီက organize လုပ်နေတဲ့ဆိုတော့ chat ကြိစာကိုဖုံးပေးနေလဲယူလို့ရတယ်ကျွန်တော် live လွှင့်တာ data နဲ့လွှင့်ရတော့ဖုံးပေးလို့ရတယ်ပေါ့နော်ငွေသားနဲ့ဆိုတော့ chat ကြိစာ1000 ချဲ၃ကျိစာဆို2000ကျွဲပါနော်ထိုင်းကနေဆိုရင်ဘတ်တိတ်ချဲ၃ကျိစာကိုဘတ်တိတ်ရချဲ၃ကျိစာကိုဘတ်250ပါနော်မဘတ်200ပါတနစ်စာလုံးမဘာကောင်းတဲ့မှာဒီ share organize site တွေရောအပတ်စဉ်ကြည့်ကျင်လဲဆိုရင်တော့ဒါမဘာဂရုတက်ထည့်ပြီးတယ်ဘတ်1000မြန်မာပြရလို့ဆိုရင်တသိန်းကျပ်ပေါ့နော်အဲ့တော့ဒါကပရိလေး10ကျွဲ line ပေါ့နော်အဲ့ဒီကကိုကိုကြိုက်တာရွေးထိုးပေါ့ကျွန်တော်မမကတော့ကျွန်တော်ရဲ့ရှင်ဟောရွေးရှင်မှုပဲအ ဲ့တော့ကျွန်တော်ပြီးခဲ့တဲ့နေ့ကကျွန်တော်တို့၈၃အခွာဒီမှာ၁၀ခွေလိုက်အောင်ခဲ့တာလေကျွန်တော်တို့၈ဟော၈၉၃ဆိုနက်ခတ်လှမ်းသွားတာဒါပေမဲ့၁၀ခွေလိုက်ကျွန်တော်မှန်ပါပြီးတဲ့ကတူမှာရခဲ့တယ်မှန်ပါလေအဲ့ဒါကအဲ့ဒီလမ်းရဲ့အဆက်ကကျွန်တော်တွေးမိတာကကျွန်တော်ကဗရိတ်လေးကြိုက်တော့လိုက်ညှိကြည့်တော့တိုက်ဆိုင်မှုရှိရဲ့အထောက်ရှိတယ်၃၃၅လို့ကလင်နာမှာခါထောင်တာတုံးကပ်ပဲရှိတယ်ပေါ့အဲ့ဒီ၃၃၅လို့ခါထောင်ပြီဆိုဆိုတာနဲ့သူ့ရဲ့နောက်နှစ်ထဲမှာငါးနောက်ပိတ်နဲ့ကနန်းအခွာအခွာလို့ကြားရတယ်ပေါ့နော်အဲ့လိုစနေနေ့ကျွန်တော်တို့လိုက်ခဲ့တာ အဲ့ဆိုရင်ကျွန်တော်တို့ဒီမှာမ3935ကဒီနေရာမှာထောင်းထားတယ်3935လို့ဒီလိုထောင်းမိဆိုတာ9နောက်ပိတ်ပြီးတော့4နောက်ပိတ်နဲ့ကဏ္ဍဟာအခွာအခွာလို့ထည့်ဆင်းတယ်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်ကဒီမှာ335လို့ဒီမှာ3ကံမြောက်ထောင်းသွားတော့နောက်နေ့ထဲမှာ3နောက်ပိတ်နဲ့ကနအခွားအခွားလို့ဆင်းမှုဆိုကျွန်တော်ချောင်းနေတဲ့ချိန်ဒီနေရာမှာမိသွားတယ်အဲ့ဒါဆိုရင်ဟုတ်ပြီကျွန်တော်တို့က ဒီကျွန်တော်နှစ်ပိတ်မှာ24ချိန်မှာရှင်းပေါင်းနှစ်ရှင်းပေါင်းနှစ်ဆိုတာကသူကမူကွဲသွားနိုင်နေဟုတ်လားဒီဒီနှစ်ကတ်ကိုတူတယ်တူတယ်ဖြစ်တော့ကျွန်တော်တို့အထောက်ရအောက်ကတူရဖြစ်ရင်ရောရှေ့မှာတူလားဆိုကျွန်တော်လိုက်စစ်တာအဲ့ဒါဆိုရင်ဒီမှာကြီးလိုက်တဲ့ချိန်မှာသူ့အောက်ကရှင်းပေါင်း6ဟာအပြောက်ပေါ့နော်ဂျာထဲမှာနောက်နှစ်မှာရှင်းပေါင်း6လို့ပြန်ပေါ်ပြီဆိုတာနဲ့သူကဒီရှင်းပေါင်း6ရဲ့ရလက်ဒီမှာပေါ့နော်နောက်နှစ်မှာဒီသူ့ရအောက်ကရှင်းပေါင်း6ကနောက်နှစ်မှာအပေါ်မှာရှင်းပေါင်း6မကြခဲ့ဘူးပေါ့နော် အဒီမှာပေါ်ပြီဆိုတာနဲ့သူ့အပေါ်မှာမဆီနီယံနဲ့ပေါ့နော်ခွာပေါင်းခွန်ဗရိတ်တီရအောက်မှာရှေးပေါင်း6လို့ပေါ်ရဲ့ပေါ်ပြီးရတယ်သူကအဲ့ဒီရှေးပေါင်း6ရဲ့ရက်လက်6ကိုပဲသူကအပိတ်နဲ့ပြန်တွဲတာရှေးပေါင်း6ကို6နောက်ပိတ်နဲ့ပေါ့နော်ဒီအဲ့ဒီဟာကဒီအောက်ကကျွန်တော်တို့ပြီးခဲ့တဲ့နေ့က73အခွာမှန်ပါမှာ10ကွယ်လိုက်အောင်ခဲ့တဲ့အောက်ကရှေးပေါင်း6ပဲအဲ့ဒါဆိုကျွန်တော်တို့ဒီမှာ ငါးနောက်ပိန်3,350,000နောက်နောက်နောက်နှစ်မှာငါးနောက်ပိန်ရဲ့ကဏ္ဍအခွားအခွားလို့ဒေဆင်းပြီးတော့လေးနောက်ပိန်ရဲ့ကဏ္ဍအခွားအခွားလို့ဒေဆင်းတဲ့အောက်ကရှေးပေါင်းနှစ်ဟာနောက်နှစ်မှာရှေးပေါင်းနှစ်လို့စထွက်ပြီဆိုတာနဲ့အဲ့ဒီနှစ်နှစ်ကြောင်ရှေးပေါင်းနှစ်ကြောင်နှစ်နှစ်နဲ့ပဲသူကပိတ်တာအဲ့လိုပိတ်တဲ့အချိန်မှာပိတ်တဲ့အချိန်မှာလည်းသူ့ဘုံမှာခွားခွန်ဗရိတ်တစ်ပြီးတော့ခွားကိုဗရိတ်တုံညာလို့တဲပြီးမှသူ့အောက်မှာလိုက်ထွက်ပြီးတာအဲ့ဒါဆိုရင်ကျွန်တော်က ီမှာသူ၈၃၈၃အခွားလို့ဆင်းပြရတယ်ဒီရှေးပေါင်းနှစ်ဟာနောက်နှစ်မှာရှေးပေါင်းနှစ်ကမပေါ်သေးဘူးပေါ်မယ်ဆိုရင်ဒီနေရာမှာဗရိတ်တိဗရိတ်ခွာပေါင်းခွန်ဗရိတ်တိခွာပေါင်းကိုဗရိတ်တုံညာခွာပေါင်းတိခွန်ကိုတိဆိုတဲ့မဆီနေပြေးပြီးဗရိတ်ကိုလို့ရိုက်တဲ့အောက်မှာရှေးပေါင်းနှစ်အဲ့ဒီရှေးပေါင်းနှစ်ရဲ့ရလက်နှစ်နောက်ပိန်နေဆိုတော့ဗရိတ်လေးပဲသွားပြီးဖြစ်နေတယ် အဲ့လိုဖြစ်တဲ့အချိန်မှာကျွန်တော်ကဒီနှစ်ကတ်ကိုတူညီတဲ့အတွက်ကနန်းတူကနန်းကျွန်တော်တို့အကွက်တရာလိုက်မှာပြတော့မှာလေကိုသုံးတွဲရှိတဲ့အတွက်ကြောင့်ဒီကိုသုံးနှစ်ကနန်းတူကနန်းနဲ့လောက်သွားနိုင်တယ်နော်ဒီဒီသုံးကွက်ထဲကလေအဲ့တော့ဒီကနန်းတူကနန်းကိုသုံးတွဲယူကျွန်တော်တန်တရာတော့ဝင်နေအဲ့တော့ဒီနှစ်ကွက်တော့ကျွန်တော်ယူပေးလိုက်တယ်မန်မာရီကအော်ဂနန်းတော့မဟုတ်ဘူးပေါ့နော်အော်ဂရောအော်ဂနန်းပဲတကွက်ကောင်းတော့မဟုတ်ဘူးအဲ့တော့ဒီ39နှစ်ကို39နှစ်တော့နည်းနည်းလေးတင်ထိုးပေါ့နော်တင်ထိုးပေါ့ဆက်ကွက်ကလေးကိုရမ်းမှာနော် 93နှစ်39နှစ်ကဲအော်အာဘောเนาะအာပပရန်ရင်ရန်ဘောเนาะဒါပေမဲ့ဒီ၁၀ကွက်ပဲထိုးရင်ထိုးပါเนาะဒါကဒီရှေ့ပေါင်းနှစ်နဲ့ဆိုတော့ဒီဒီနှစ်ကွက်ပြင်ထိုးပေါ့ကျန်တာ၁၀ကွက်စီဒီဆွဲလိုက်ပေါ့เนาะအားလုံးပဲမင်္ဂလာပါเนาะဒါကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ဗျာเนาะဒါကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ပရိတ်လေးအကြိုက်ပါ ားလုံးမနေ့ကအားလုံးကံကောင်းကြပါစေဗျာ။